မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းရောက်လိုင်းကရှိချင်းပြင်ကိုတမရကြီးလို့ရူရူချိုချိုသုံးနှောင်းပြီးရခိုင်မမျိုးနယ်များစုကိုစစ်တပ်ကလက်လွတ်ထားတော့လဲတရုတ်မြန်မာဘင်္ဂလားဒေ့ဇီးပိုင်းစင်းချံအကောင့်ထဲပေါ်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံပတ်စစ်ကောင်ဆောင်မင်းရောက်လိုင်းကတရုတ်တမရရှိချင်းပြင်ကိုတမရကြီးလို့ရူရူချိုချိုသုံးနှောင်းပြောဆိုထားတာကိုစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးတွေမှာပြောဆိုဖော်ပြထားပါတယ်။မင်းရောက်လိုင်းကရုရှားနိုင်ငံမှာမေလ9ရက်နေ့မှာမေလ10ရက်နေ့ထိတွားရောက်ခဲ့စဉ်တရုတ်တမရရှိချင်းပြင် င်တွေ့ဆုံခဲ့ပြီးအဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းမီဒီယာတွေကမင်းအောင်လိုင်ကိုအင်တာဗျူးပြီးပြန်လည်ဖော်ပြရမှာရှီချင်းဖင်ကိုတမရာကြီးလို့မင်းအောင်လိုင်ကရှိုးကျိုးစွာ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါသမရကြီးကပေါ်ပြမြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ပြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံခဲ့တဲ့အကြောင်းသူထက်လိုက်ထပ်ပြီးပြောပြပါတယ်လို့မင်းအောင်လိုင်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်ပေါင်း18မြို့နယ်အနက်မှ14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားတော်လဲတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထဲပေါ်ဖို့တရုတ်သမ္မတနဲ့ဆွေးနွေးခဲ့တယ်လို့မင်းအောင်လိုင်ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်အနေနဲ့လည်း1 plus 1 row လမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရက်တင်ခဲ့အကြောင်းနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြွစွာပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့ပါတယ်နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ CY စင်ကြံအကောင့်တွေပေါ်မြင့်တင်ရင်းနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးဖြစ်ပါတယ်လို့မင်းအောင်လိုင်းကပြောဆိုပါတယ်ရခိုင်ပြည်နယ်အတွင်း AA ကမြို့နယ်အများစုကိုတင်ပိုင်ထားပြီးစစ်တွေချပြူနဲ့မအောင်မြို့တို့ကိုသာတင်ပိုင်ဖို့ကြံရှိတော့ကြောင်းသိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ဝက်လက်ရွာတော်ကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျင်းမှုပြည်သူဆယ်ဦးထပ်မံနေတဲ့ ိဆုံးပြီးရွှေပန်းကုန်းကြီးရွာစာတင်ကျောင်းကိုဒီကနေ့မနက်ပေါင်900ပုံလီရင်နဲ့ကျဲချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာတော်ကုန်းရွာကိုစံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလီရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ၁၀ဦးထပ်မံတိဆုံးခဲ့တယ်လို့သိရပါဗျ။မင်းလာဆိုင်ရည်ညနေ၄မိနစ်30ခန်းမှာဝက်လက်မြို့နယ်အနောက်ချမ်းရှိရွာတော်ကုန်းရွာကိုစံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိချီလာလီတမတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်တာဖြစ်ကြောင်းသိရပါဗျ။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ၁၀ ဦးထပ်မင်းတည်ဆောင်ပြီး၈ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူများထဲမှာပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းသိရပါရယ်ဝက်လက်မျိုးနယ်အနောက်ချင်းကရွာတော်ကုန်းရွာနယ်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျဲတိုက်ခိုက်သွားတာပါကျွန်တော်လူသိရတာကတော့ပြည်သူ၁၀ဦးထပ်မင်းတည်ဆောင်တယ်လို့သိရတယ်ထိခိုက်ဒဏ်ရာရရှိတာ၈ဦးရှိတယ်ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်ပါတယ်လို့ဝက်လက် information network တာဝန်ခံကိုနဂါလေးကပြောပါရယ် အလားတူမနေ့ကမေလ17ရက်မနက်9:30မိနစ်30ချိန်စကိုင်းတိုင်းဝက်လက်မြို့နယ်ရွှေပန်းကုန်းစာတင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းရင်နဲ့ပေါင်900ပုံကျဲသွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ဒီမနေ့လင်းရင်နဲ့ပေါင်900ပုံကိုရွှေပန်းကုန်းစာတင်ကျောင်းကိုကျဲသွားတယ်လူတွေထိခိုက်လားဆိုတော့မသိရသေးဘူးလင်းရင်ကထပ်ဝဲနေတော့မယ်လို့ဒေသခံပြည်သူတောင်းကပြောပါရယ်နောက်ထပ်တစ်ပုံအနေနဲ့လဲကူးမြို့နယ်ရှိစတက်ရဲခမာယာနေရ တဆက်တေဂိတ်ကင်းစခန်းကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့နယ်ကုမြုနယ်ရှိအကြံဖတ်စတန်ရဲ့ခမာယာ213ဂိတ်ကင်းစခန်းကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းရန်ကုန်အာမီမှတာဝန်ရှိသူတောင်းကပြောပါရယ်။မနေ့ကမေလ10ရက်နေ့ညနေ6:40မိနစ်40ခန်းမှာလက်ကုမြုနယ်ရှိအကြံဖတ်စတန်ရဲ့ခမာယာ213ဂိတ်ကင်းစခန်းကို WA မှတော်လိုင်းရေးပေါ်ရီကလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အဲ့ဒီ တိုက်ခိုက်မှုတွင်ခိတ်ကင်းစခန်းတွေကိုလက်ပစ်ပုံကြားရပောက်ခွဲခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းသိရပါတယ်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပါတယ်ကျွန်တော်တို့စကော့သွားရင်ပြည်လို့ရမယ်အခွင့်အရေးရှိလို့တခါတည်းပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလမ်းကြုံလေးပေါ်ကျွန်တော်တို့ရတဲ့အနည်းနဲ့ဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောပါတယ်ဒါအပြင်အကြံဖက်ဆက်အာနာရှင် မပြုံမချင်းဆက်လက်ပြီးတိုက်ခိုက်ချေမှုံသွားမယ်လို့ပြည်သူတွေကိုအသိပေးလိုကြောင်းလဲရန်ကုန်အာမီမှတာဝန်ရှိသူတောင်းကဆက်လက်ပြောပါရယ်နောက်ထပ်တပုတ်အနေနဲ့စင်ကူးနဲ့တပိတ်ချင်းရှိကျေးရွာတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံချင်းမှုကလေးငယ်များပါဝင်သိဆုံးသူ6ဦးထိရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းစင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်ရှိကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံချင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်များပါဝင်သိဆုံးသူ6ဦးထိရှိလာကြောင်းပြည်ဦးလင်ခရိုင်ပါကဖာမှတာဝန်ရှိသူတောင်းကပြောပါရယ် မေလ10ရက်နေ့နေ့လယ်1:55မိနစ်ခန့်မှာစင်ကူးမြို့နယ်ကြီးတောက်ပေါကြီးရွာကိုဂျမ်ဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဝင်ဂျက်ဖိုက်တာနယ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဂျမ်ဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငင်များပါဝင်ပြည်သူ၅ဦးသေဆုံးပြီးပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အလားတူမေလ10ရက်နေ့နေ့လယ်1:30မိနစ်ခန့်ကလည်းတပိတ်ချင်းမြို့နယ်ဇရက်ကွင်းချင်းရွာကိုဂျမ်ဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဝင်ဂျက်ဖိုက်တာနယ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဂျမ်ဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူ၃ ုပ်ပွဲချင်းပြီးတည်ဆောင်ပြီးထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိကြောင်းသိရပါတယ်။စင်ကူးနဲ့တပိတ်ချင်းကလေကြောင်းနဲ့ပုံချဲတိုက်ခိုက်ခံရတာမိနစ်ပိုင်းလောက်ပဲကွာတယ်။ပြည်သူစုစုပေါင်းတည်ဆောင်သူ6ဦးတည်ရှိပြီးပြင်းထန်ဒဏ်ရာရရှိသူတွေလည်းရှိတယ်။ဒဏ်ရာချင်းတွေကတော့ဆက်လက်စောင့်ကြည့်နေရတယ်လို့ပြည်ဦးနှစ်ခရိုင်ပကဖာမတာဝန်ရှိသူတောင်းကပြောပါရယ်။ပြည်သူများအနေနဲ့ချက်ဖက်စစ်ကောင်စီနဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဘုံကိုချင်းများတူထားကြဖို့ပြည်ဦးနှစ်ခရိုင်ပကဖာကအတိပေးနှိုးဆော်ထားပါရယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အင်အားသုံးထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဖားကန့်တိုက်ပွဲအတွင်းအထိနာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်တိုက်ပွဲများအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်အထိနာတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။ AB ကလေးကဖားကတ်မြို့နယ်အတွင်းစစ်ကောင်စီတပ်ပြည်သူစစ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်လျက်ရှိပြီးမေလဒုတိယပတ်တီတိုက်ပွဲပြင်းထန်နေပါတယ်။ဖားကတ်လန်တိုက်ပွဲစစ်ကောင်စီတပ်အထိနာပြီးတပ်ပြန်ဆုံရပြီးစကားစားတက်ဆုံနေရတဲ့ကတ်မော်စွတ်တီတော်လန်ကြာနေဖားကတ်ကိုစစ်အင်အားဖြစ်ပြီးပြန်လဲထိန်းချုပ်ခြင်းနေတာဟွေခါမော်နဲ့စိုင်းတောင်ကြံတဲ့နေရာတွေပြန်လဲရယူထိန်းချုပ်ဖို့ပါလို့ကချင်စင်ရေးတည်င်းအရင်မြစ်ကပြောပါတယ်။ ကတ်မော်ကျေးရွာမှာမေလာရှိရနေ့တနင်္ဂနွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွဲနေရတချို့ကို KIA ကသိမ်းပိုက်ထားပါတယ်။စီရေးချီနေအသေးစိတ်ချီနေကိုမတိရတော့လဲဖားကတ်မြို့နယ်အတွင်းမေလာတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ကတိုက်ဆုံထိခိုက်မှုများပြားခဲ့တယ်လို့ကချင်တရင်အရှင်မြင့်တက်ကပြောပါတယ်။အခြားစီရေးတရင်အရှင်မြင့်ကလည်းစစ်ကောင်စီအနေနဲ့၎င်းတို့ရဲ့ဖားကတ်ဒေတာပြန်လည်ထိန်းချုပ်နိုင်ရေးစီရေးရီမှန်ချက်အတိုင်းအကောင့်ထဲမပေါ်နိုင်ပဲတက်ပြန်ဆုံနေရတယ်လို့ပြောပါတယ်။ ်မေလ9ရက်ကမွန်နဲ့တနက်ဦးညီနောင်ကြားတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ထိခိုက်ဒေဆောင်မှုရှိတယ်လို့ဆိုပါတယ်မေလ9ရက်ကဖားကန်လန်ပိုင်းကမွန်ရွာတိုက်ပွဲမှာစစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ကချင်သတင်းအရင်းမြစ်ကပြောပါတယ်မေလ10ရက်ဖားကန်မြို့နယ်လက်ဝါချင်းရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်တိုက်ဆုံမှုရှိပြီးလက်နက်ကင်ရဲများတင်ရတယ်လို့သတင်းအရင်းမြစ်ကပြောပါတယ် AP 24ရက်ဖားကန်လန်ပိုင်းမှာဥပင်ရှိကာလာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနာပြီးလက်နက်ကင်ရဲများစွာတင်ဆက်ရရှိခဲ့တယ်လို့စီးရီးသတင်းအရင်းမြစ်ချုပ်ကအသိပေးပါတယ်အထိနာတဲ့စစ်ကောင်စီတပ်က ကတ်မော်ယွာနီဆိုင်ဖရာချင်းယွာနီမှာရှိပြီးရှေ့ဆက်တိုးလာနိုင်တယ်လို့သတင်းအရင်းမြစ်တွေကအတည်ပြုပါတယ်။ဖားကတ်မရောက်သေးပါဘူးတောင်စတက်တဲ့နေရာလို့ပြောလို့ရတဲ့နေရာပါဆိုင်ဖရာယွာတရားညီနောင်ကနေဖားကတ်ဘက်ကိုတောင်စတက်ရတဲ့နေရာတရားညီနောင်ကျော်ရင်စကားစားတေတွင်တသက်ပါပဲအားလုံးကပြစ်ကွင်းကြီးထဲမှာပါ1990နောက်ပိုင်းဖားကတ်လမ်းတိုက်ပွဲမှာစကားစားတက်အတည်ပြုအများဆုံးနေရာရုံးတောင်နဲ့နတ်တင်ကြားကနေရာတွေပဲအတူအပြတ်တွေနဲ့တည်ကြတဲ့စကားတင်ဆိုင်နေရာတွေပေါ့ညက်ပြစ်ခံရတဲ့နေရာ မျိုးရှင်ခွဲတာပုံစံတွေလေးလို့ကချင်တရင်အရှင်မြစ်တွေကစစ်ကောင်စီကြုံရနိုင်တဲ့အခြေအနေကိုပြောပါရယ်။ KIA ဖားကန့်တိုက်ပွဲအကြောင်းတိစိတ်ထုတ်ပြန်ပြခြင်းမရှိတော့လဲကာမိုင်းမျိုးရှိစစ်ကောင်စီတပ်ကအင်အား900ခန့်နဲ့အမီလာတီရမထိုးစစ်ဆင်လာပြီး KIA ကခုခံတိုက်ခိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်ခဲ့ပြီးဖားကန့်ကာမန်လန်းကိုနှစ်ဖက်ကပိတ်ထားကြောင်းသိပြပါရယ်။ဒါပြင်နိုင်ရာကြေးရွာနီးတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံမှုရှိပြီးစစ်ကောင်စီဘက်ကတိစုံမှုများကြောင်းလဝါရွာနီးစုတောင်းတောင်မှတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့မင်းစီတန်ပြည်သူစစ်ကိုလည်း ်မေလာနေရမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့မေလာလီရဲ့ညပိုင်းသတင်းဖော်ပြချက်မှာပြောပါရစ်စစ်ကောင်စီမင်းစေတံပြည်သူစစ်နဲ့လီစုဒူးလီပြည်သူစစ်ကလက်ဝါခွန်ဆိုင်ရန်ရွာမှာနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ပြီးအင်ဂျင်နီယာကျော်ပျက်စီးခဲ့တယ်လို့အသိပေးထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်